ားလုံးပဲမြင်လာပါရှင်ဆီယက်ကွန်ပလနာတင်လေးပြီးတော့ကြည့်လိုက်ပါတယ်ဒီနေ့လေးမှာဆင်းတော့ဒီမှာချက်ပြပေးမယ်ခင်းလေးတစ်မျိုးရှိပါတယ်အဲ့တော့အဒီခင်းလေးကိုလိုအပ်တဲ့ခင်းအမယ်လေးဖွဲ့ဖို့အတွက်ပေါ့နော်စီတီမှာပြသွားနေရပါတော့ဒီမှာနဲ့အခါလေးအဒီဒီဘောက်ရှိပေးပါဘာနော်အခုကတော့စီတီမှာတဲ့ကိုဝင်လာပြီးပဲဖြစ်ပါတယ်အာစီတီမှာဝင်ပေါက်ပါမယ်စီတီမှာတဲ့ကိုဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ရင်စားရမယ့်တမ်းပက်လေးကိုစပြီးတော့ရှောင်းလိုက်ပါဦးမယ်နော်။ရင်သားထဲမှာဝက်သားတွေကဒီနေ့တော်လည်းလက်ဆက်ဆက်လေးနဲ့ကောင်းတာတွေ့ရတဲ့အတွက်ကြောင့်မလို့ဝက်သားဝယ်မယ်လို့ပဲယူချင်လိုက်ပါတော့တယ်။အခုဆိုရင်တော့ဝက်သားဝယ်လာပြီပဲဖြစ်ပါတယ်။ ဒီနေ့လေးမှဆိုရင်တော့ပတာဟစ်ချင်ဟင်းလေးကိုရတာရှိရှိလေးချက်ပြပေးတော့ဖြစ်ပါလေပတာကတော့စီတီမကနေပြီးတော့ပေါ့နော်ကိုလိုချင်တဲ့တုံးတဝတာလေးကိုတတိကြကြပြီးပြီးတော့ဝင်လာပါလေအဲ့တော့အရှင်မာတော့မြင့်ချင်လေးလေးထားပါအဲ့ဆန္ဒတော့ရေးစေးတန်းစင်နာလေဝတာကိုအနေတော့အရွယ်အုံးလေးပြီးတတိကြကြတုံးပြီးတော့အရာတာပုံလေးအောင်လို့စနေမောက်ချုံမောက်စာငံပြားကြီးပင်ငံပြားကြီးလေးနဲ့ နှံဆက်အောင်နေထားတာ15မိနစ်လောက်လည်းရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝတ်သားမြချင်းဟင်းပွက်လေးချက်ဖို့အတွက်စတင်လိုက်ကြရအောင်နော်ဆက်လက်ပြီးတော့ရှိပြကြပါအောင်ရှင်ပထမအဆုံးဝတ်သားမြချင်းချက်တဲ့အခါမှာစီတက်ဖို့လိုတဲ့အတွက်ကြောင့်မလို့ဦးရဲကိုစီလေးလောင်းထည့်ထားပါတယ်။ဝတ်သားဆိုတဲ့ဟင်းမျိုးကစီထွက်နေတဲ့ဟင်းပွဲဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုလည်းလူတလောက်နေပဲဦးရဲကိုထည့်ထားပါတယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့အစင်တဲ့ထောင်းထားတယ်။ စက်တုံဖြူစက်တုံနေချင်းလေးကိုဝဲကိုဒီချချာလေးထည့်လိုက်ပါမယ်နော်စီပူလာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလေးရဲ့ကိုစီတက်ဖို့အတွက်လောင်းထည့်လိုက်ပါမယ်စီတတာမွေးလာရဲ့ခင်းဆောင်ပြီးပြန်လာနေနော်စီတတာမွေးလာရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောင်တင်မှုစဉ်းမချတာနေ စတက်တာနဲ့တော်တော်လေးမိလာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဝါတာလုံးဝနှက်ထားတယ်ဝါတာလေးကိုအိုရဲကိုလောင်းချလိုက်ပါမယ်ဒီစင်ကစတက်ထားရမယ်ဝါတာလေးကိုဒီစီပိုင်းနှိမ့်ချအောင်လုံးမယ် ဝတာကိုစတထားနဲ့လုံးမီကြီးလို့ရှင်တော့ဝတာလေးဝတ်တယ်လို့အတဲ့ရီကမာမလေးကိုဦးရဲကိုလောင်းထည့်လိုက်ပါတယ်။အဲဝတ်တာလေးမြုပ်တဲ့အထိဒီကမာမလေးကိုလောင်းထည့်ဖို့ကိုလိုအပ်ပါတယ်။ကိုမိထားလိုက်ပြီးပမာဏထည့်ပြီးဆိုလို့ရှိရင်တော့အပေါ်အောက်လေးတကယ်စစလေးမှုပြီးလို့ရှိရင်ဝတ်သားလုံးနဲ့အချိန်လေးကိုစောင့်ပြီးလုပ်ပါရနော်။ဒီလိုဆိုဝတ်သားကိုစီပြန်အောင်ကြက်တက်ထိစောင့်ပြီးတော့မှ အသားစီပြန်နေရပြီဆိုတော့မှဒီနဲ့ပြပြီးတော့ရောချက်မယ်နှစ်ချင်လေးကိုထည့်ရမှာပဲဖြစ်ပါတယ်။လေးချက်ဖို့အတွက်အချိန်လေးစောင့်ပြီးလိုက်အောင်မယ်နော်။အခုမြန်မာမှာဆိုလို့ရှိရင်တော့ဝတ်သားကစီပင်လာလို့ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ချင်လေးနဲ့ရောက်ဖို့အတွက်ဝတ်သားကိုဦးထဲကနေလုံလုံခတ်ထားလိုက်ပါမယ်နော်။အခုကတော့စီပင်လာတဲ့ဝတ်သားကိုအရင်ဆုံးပုံလေးနဲ့နှိပ်ပြီးတော့ခတ်ထားရဖြစ်ပါတယ်။ အဲဒီနှစ်ချင်းရောဖို့အတွက်နှစ်ချင်းလေးအဲဒီမောင်းလေးချလိုက်ပါရယ်အဲဒီနှစ်ချင်းရောတော့ဟိုဒီကအရာတော်မျိုးတက်ပေါ်တော့အချို့အနေနဲ့ဘာမှမထဲတော့ပါဘူးစံနာဝတ်တာချက်ထားတော့ကဝတ်သားမှာအရာတော်လုံးဝပါပြီးဖြစ်တဲ့တော့ကြောင့်မလို့ဒီလိုရှင်လည်းဝတ်သားနဲ့ပုံပြီးတော့ဒီနှစ်ချင်းရောမှဖြစ်တဲ့ကိစ္စဘာမှမထဲတော့ပါဘူးအဲတော့နှစ်လေးလို့ဖို့အတွက် ဒါရဲကိုစီလဲဆောင်းထည့်လိုက်ပါရဲ့ကိုထလိုက်တဲ့မြင့်လေးကမူလောက်တဲ့အနေထားရောက်ပြီဆိုတော့မှစမားချက်ပြီးဒါဝတ်သားလေးနဲ့ဥလိရဲကိုတင်ရောပါမယ်။အခုကတော့မြင့်လေးချက်ဖို့အတွက်အချိန်ကြီးခဏဆောင်းလိုက်ပါအောင်မယ်နော်။ အခုနေထားတိုင်းဆိုလို့ရှိရင်နှစ်ချင်ထဲထားတာနှစ်လေးညလည်းဒီဘက်ပဲနေထားရပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆမ္မာတော်ကနှစ်ချင်နဲ့ပြန်ပြီးတော့ရောင်းမယ်ဝတ်တာလို့ဒီလိုဒီလိုထည့်ထားလိုက်ပါတယ်ဒီနေ့စံပယ်နေတဲ့ဝါသားနဲ့တတိယချာလေးနှံစံကိုပြန်ရောက်လို့ပြန်ပြပါရစေ။ ဒီချာလေးရောပြီးတော့ဖြစ်တဲ့အကြောင်းမလို့တမင်းဟန်းနည်းခန့်ကအချိန်လေးပြပြီးရှင်နော်ဒီချင်တော့တားနေချက်တဲ့ပတ်တမ်းချင်ဟင်းရတော့စက်ပါလိုက်ပဲဖြစ်ပါလေအဲအချိန်ခဏလေးပဲဆောင်ပြလိုက်ရအောင်နော်ဒီနေ့လေးမှာဆိုရင်တော့ဝတ်သားနဲ့မြင့်ချင်ရောပြီးချက်ပြပေးခဲ့တဲ့ဝတ်သားမြင့်ချင်ဟင်းခွဲလေးကတော့ပြီးသွားပြီဖြစ်ပါတယ်။ပြီးတော့အိမ်မှာရွှေရှင်းလက်ကူပြီးတော့ကျမရင်းနဲ့ကိုက်နေတဲ့ပုံစံလေးကို ချတ်တနီလန်လေးတွေကိုမျှဝေပေးနေရပြီဖြစ်ပါတယ်။အခုလိုမျိုးရာသီဥတုမျိုးမှာဆိုလို့ရှိရင်စီပြန်ဟင်းကြီးတွေထပ်စားလို့ရှိရင်အရှိတောက်လေးနဲ့တွေ့ပတ်စားတဲ့အခါမှာပို့ပြီးတော့လဲချမင်းမိန်ပြီးတော့အရသာရှိစေပါတယ်။ဒီမရဲ့ဒီနေ့ဗီဒီယိုလေးကို like ပါကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းဒီအားလုံးကိုလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်။ Life you are